ီအစာကသူ့အတွက်မဝပါမိအစာပြီးအထည်စားသုံးဖို့တော့အဆင်ပြေလောက်ပါတယ်။တဖြည်းဖြည်းနဲ့နေဝင်းနီနီကြီးဟာအနောက်ဖက် ကော်ယာကျွန်းကိုကွဲပြောက်သွားပါပြီ။အာဖရိကရဲ့တောဝင်းညတွေဟာလျှို့ဝှက်ဆန်းကျပြီးမတမာမှုတွေနဲ့ဖုံးလွှမ်းနေပါတယ်။ညဆိုတဲ့အချိန်ဟာကျွန်တော်တို့လူသားတွေအတွက်တော့မင်းမရှိရင်မြေကမ်းကရောက်လို့ပါပဲ။အခုတော့သူ့အတွက်ညစာကိုစားသုံးဖို့အချိန်ကောင်းပါပဲ။တိပင်ပေါ်မှာသူ့ရဲ့ညစာကိုစားသုံးနေခြင်း အောက်မှာတခုခုရောက်ရှိနေတာကိုတတိထားမိလိုက်ပါတယ်။ဒီမြင်းမြန်ဆန်ဆန်ပဲစားသုံးလိုက်ပြီးအောက်ကအရာကိုစူးစမ်းရပါအောင်မယ်။ဟုတ်ပါတယ်။ဟိုင်းနာပါရဲ့။သူကညအချိန်တော်ရဲထွက်လာစဉ်ထူးခြားတဲ့အနံ့တစ်ခုကြောင့်ရောက်လာခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့သူရတဲ့အနံ့နာတစ်ပင်ပေါ်မှာဆိုတော့သူရက်ကြည့်နေုံမတက်နိုင်ပါရဲ့။အခုတော့အာဖရိကရဲ့တော်ရင်းညတညကိုကျွန်တော်တို့ကြည့်ရှုခန်းစားခွင့်ရအောင်ရိုက်ကူးပေးခဲ့တဲ့ဒီကင်မရာသမားကိုကြီးစုတင်ခဲ့မှာပါပဲ။ အစာစားကြီးသွားတဲ့ချီတာအထီးကြီးဟာဘိုက်ပြပုံတော့မရသေးပါဘူး။ဒါကြောင့်သူ့အတွက်နောက်ထပ်အစာရှာဖို့သွားရပါဦးမယ်။ဒါပေမဲ့သူ့သွားတဲ့နေရာတွေကိုအမြဲလိုက်နေတတ်တဲ့ဟိုင်းနာကိုနည်းနည်းလောက်တော့၆လလိုက်မှဖြစ်မယ်။ဒါမှအစာရတဲ့အခါအေးအေးဆေးဆေးပဲစားတော့နိုင်မှာ။သူ့ရဲ့နေမီတွေကိုလေပတ်သွားရင်အမဲလိုက်ကွင်းမြစီကိုခရီးဆက်ရင်သူ့ရဲ့နေမီတလျှောက်တောဦးတွင်ရှိနေရာတွေကိုသူ့ရဲ့ကိုယ်ပိုင်အမှတ်သားထားခဲ့လိုက်ပါတယ်။ဒါဟာသူ့တတ်မှတ်ထားတဲ့သူ့ရဲ့နေမီအဆုံးပါမယ်။ အာဖရိကရဲ့ဒေါ်အုပ်ကခုလုံးဟာတုံလုံ၆ချွဲတိတ်ဆိတ်ငင်းတက်နေပါရယ်မြောက်ဒရေငှက်ဒရေစတ်တရဆတဲ့သရီစင်လေးတွေဟာနေဘတ်မှာအန်ဒရယ်ရီဂျာအစာရှာရတဲ့အထွက်ပင်မနှွမ်းနေမှုတွေကိုညအခါမှာအိတ်ဆက်ခြင်းနဲ့အနားယူနေကြပါရယ်ဒါပေမဲ့အခြားသူတွေလို အပင်းမြင်ပေါ်မှာအိတ်ဆက်ခြင်းကိုမလုဆောင်နိုင်တဲ့သူတို့လေးတွေအထွက်အလွန်မဲအန်ဒရယ်ကြည့်ပါလေသူတို့ဟာအစာရင်အတွင်းမှာအသားချက်ဖို့ acid တက်အလွန်ပင်နေပါပါတယ် ဒါကြောင့်ညအခါမှာအစာဟောင်းတွေကို တဖန်ပြန်လဲစမြုပ်ပြန်ရပါတယ်။ဒါကိုတော့ချူးတဲ့ခတ်လို့ခေါ်ပါတယ်။ဒီချင်းကသူတို့အတွက်အမဲလိုက်ခံရဖို့စုံဆိုင်နေတယ်လို့ပါပဲ။ညအချင်းဆိုတာတချို့တွေအတလက်မြက်ကန်းတယောက်နဲ့တူပေမဲ့ဒီလိုအချင်းကိုအခွင့်အကောင်းယူလဲသူတွေလည်းရှိတတ်ပါတယ်။ဒါပေမဲ့လည်းသူတို့မှလည်းထူးခြားတဲ့အနံ့ခံအာယုံနဲ့အချားအာယုံတွေရှိပါသေးတယ်။တခုတော့ရှိပါတယ်။ NDA ဟာလီတင်ဘတ်မှာတော့ရှိရပါမယ်။ ဒါပေမဲ့လည်းအမဲလိုက်ရမှာကျွမ်းကျင်တဲ့မိုးဆိုးတွေဟာလည်းဒီလိုအရက်မှာမနေပါဘူးဒီချီရဲ့စင်ခေါမှုဟာဘလို့တိတ်ဆိတ်စွာချင်းကြရမလဲဆိုတာပါပဲအခုလိုအကြောင်းအရာလေးတွေကိုခန်းစားကြည့်ရှုချင်တယ်ဆိုရင်ကျောင်းရဲ့ page လေးကို like and follow လေးလုပ်သွားပေးခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်